ြင့်ကြွားကြွားနဲ့ပြတ်သက်ပုံစံကဲ့သို့အချိုးအစားအကြနာဆုံးဖျားနှစ်ဆူမှာတပ်ပင်ညူနဲ့ကရော့ပလင်ဖြစ်ပါတယ်ဒီဖျားမှာအာနန္ဒာနဲ့တပ်ပင်ညူတို့ပေါင်းဆက်ထားသလိုခန္ဓာလှပပါတယ်လှပတင်နေတဲ့ဒီဖျားကြီးရဲ့ကုသိုလ်ရှင်ကတော့နရပတိစီတုမင်းဖြစ်ပြီးခရစ်နှစ်1203ခုနှစ်မှာတည်ခဲ့ပါတယ်ဖျားကြီးအပြီးမသက်ခင်မှာပဲနတ်ရွာဆန်ခဲ့တာကြောင့်တတော်ဇေယသိန်ခခေါ်နရောင်းမြမင်းကဆက်လက်တည်ဆောက်ခဲ့ရာ1228ခုနှစ်မတ်လ26မှာပြီးစီးခဲ့တယ်လို့သိရပါတယ်ရခင်ကလိုင်း3 းစင်ဖျားလို့တည်ထားရာကနေ1985ခုနှစ်မှာငလျင်ကြောင့်လျှို့ဝှက်လိုင်းပတ်လန်းကိုထပ်မံတွေ့ရှိခဲ့ရာလိုင်းလေးစင်ဖျားလို့သိရှိခဲ့ရပါတယ်ဒီကူဖျားရဲ့အမည်ကိုဂရော့ပလင်ဂေါ်တော့ပလင်ဂေါ်တော့ပလင်စသည်ဖြင့်ခေါ်ခြင်းသလိုခေါ်လာခဲ့ကြသလိုကူဖျားရဲ့အရာဇဝင်ဇလန်းတို့ကလည်းစုံလင်လှပါတယ်ဒီကွဲပြားတဲ့အရာဇဝင်၃မျိုးတို့ကနံပါတ်၁အလောင်းစီသူမင်းကဘေးလောင်းတော်ဘိုးလောင်းတော်တို့ဟာငါလောက်ဖုံးကြီးဆိုပြီးဝစီကန်နဲ့ပြင်မာမိတာကြောင့်မျက်စိကွဲခဲ့တယ်လို့သိရပါတယ်ရှင်းမင်းအဆက်ဆက်၄၅ပါ သောမင်းတို့ပုံကိုရွှေရုပ်ပြုတ်လုပြီးအမွေးနှမ်းသားတို့နဲ့ပလင်ပေါ်ထားပူဇော်ကတော့လိုက်သည့်အခါမှမျက်စိအလင်းပြန်ရခဲ့တယ်လို့ဆိုကြပါတယ်ကတော့ရာအရဲဟာကတော့ပလင်ကူဖျားတီနေရာဖြစ်တာကိုအစွဲပြုတ်ပြီးတော့ကတော့ပလင်အမည်